ဒါမန်လေး PDF နဲ့အတူပူးပေါင်းပြီးတော့မှလက်ရှိမိုးကုတ်မှာကာကွယ်ဖို့အတွက်ဒါအသင့်ဖြစ်နေပြီပေါ့နော်ကာကွယ်ဖို့အသင့်ဖြစ်နေပြီလုံးဝမကြအောင်ကာကွယ်နိုင်မလားဆိုတဲ့ဟာတော့အလမေမင်လာပါမင်လာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့အောင်2025ခုနှစ်လိုဝင်မာလာတည့်ရက်နေပေါ့နော်လိုဝင်မာလာတည့်ရက်နေဆိုတော့7လပိုင်းတော့ရောက်သွားပြီပေါ့ တော်လိုင်းတော်လိုင်းရင်းနဲ့ပဲကျွန်တော်တို့ဒီတလားတလားဂုံဆုံးတနေ့တနေ့ဂုံဆုံးနဲ့ပဲအဲကျွန်တော်တို့တော်လိုင်းရဲ့အရွေးတစ်ခုကတော့တနေ့တဲ့တနေ့တော့ပို့ပြီးရောက်လာသလိုတလားရဲ့တလားတော့ပို့ပြီးတော့တချို့နေမီဒီမှာရောက်လာတယ်တချို့နေမီဒီမှာတော့အဲဒါအဲတခြားတခြားနိုင်ငံတွေရဲ့ PR ပေးမှုပေါ့နော်ဒါတွေကြောင့်တချို့နေရာတွေနောက်ဆုံးလဲရတာတွေရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ ဟိုအစာဆုံးပြန်တွေ့ပြီးတော့မှကျွန်တော်ရေချင်ကိုပြန်တွေ့ကြည့်မယ်ဆိုရင်တော့ဒီနေ့ဒီချိန်ထိကတော့ခြေလှမ်းတွေကရှေ့ကိုတွားနေသေးပဲဖြစ်တယ်ဆိုတော့ဒါတေချာပေါ့ပဲ။အဲဘာကြောင့်လဲဆိုတော့ကျွန်တော်ဆိုးမိုးတဲ့နေပြည်တော်ကျွန်တော်လုံနေတဲ့အလုပ်တွေရရှိလာတဲ့လက်နက်တွေပေါ်မှာနော်ပြီးရင်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နိုင်တဲ့အခြေတွေ့တွေကိုပြန်ကြည့်လို့ရှိရင်တော့ကျွန်တော်တို့ကရှေ့ကိုလုံးဝတောက်လျှောက်တော့တိုးနေစမြဲပဲပေါ့နော်။တိုးနေစမြဲပဲ။အဲ့တော့ဟိုမင်းတို့ကလိုင်းပေါ်မှာပဲ ဆောက်တကားတွေပြောနေမှာလားဘောနော်မင်းတို့ဝင်ပြီးတော့မှအဲချစ်တိုက်ပါလားဆိုတော့စကားကျွန်တော်တခါရှင်းပြဘူးလေဗျရှင်းပြဘူးလေကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ဟိုအိန္ဒိယကသူ့ဖေရှိပြီးသားသူ့အမေရှိပြီးသားသူ့အကိုရှိပြီးသားသူ့အမရှိပြီးသားသူ့မောင်ရှိပြီးသားမိသားစုတစုကြီးကဟိုသူ့သူ့ဟာသူကြီးကြီးလေးလေးဖွဲ့စည်းထားပြီးသားຫນွေဦးတော်လန်ကြီးကြီးက เนาะအဲ့တော့အဲ့ဒီမှာစစ်တော်သူစေချောင်းမှုရှိပြီးသားတက်ခွဲမှုရှိပြီးသားတက်ဆူမှုရှိပြီးသားအဲ့ဒီဟာဘယ်ကနေတက်လာကြလဲဆိုတော့ तू ကအခြေခံတင်တဲ့အပတ်စဉ်အတူတူတက်ကြတယ်အတူတက်ကြတယ်အတူတူတက်ပြီးကမှအဲ့ဒီကနေပြီးကမှ तू ကအရင်ချင်းရှိတဲ့လူကတက်ခွဲမှုဖြစ်တယ်အဲ तू ကသူ့အနေနဲ့သူပေါ့နော်သူတို့ဝိုင်းပြီးတော့မှမဲပေးတဲ့လူကဒီလူကတော့ကျွန်တော်တို့ခေါင်းဆောင်ဖြစ် ထားပေးပါဒီလူကိုတော့ဟွာဖြစ်ပေးပါဆိုတဲ့ဟာတွေသူတို့ရဲ့အီချင်းမော်မူတီပြီးကမှတခွဲမှုတက်စုမှုဆိုပြီးတော့မှခေါင်းဆောင်တွေသူကအိမ်တိန်လို့ပြောရရင်တော့သူတို့မိသားစုကြီးကပုံမှန်လေဘက်လို့ရတယ်အဖေလည်းရှိရအမေလည်းရှိရအကိုလည်းရှိရအမလည်းရှိရကျွန်တော်တို့ကဧည့်တယ်ပဲဧည့်တယ်ပဲဆိုတော့ကျွန်တော်တို့ကသွားပြီးတော့အဲ့ဒီနေရာမှာသူအဖေနေရာမှာအဖေဖဲငါအဖေဝင်လုံးမယ်ဆိုလို့လေဘယ်မိသားစုကမှဆရာသွားလုံးလို့မရဘူးလက်မခံဘူးအဲ့တော့ကျွန်တော်တို့ကဘာလဲကျွန်တော်တို့ကဘေးကနေဧည့်တယ်အသွင်နဲ့ပဲ သွားပြီးတော့မှအကြံပေးတချို့တော်လိုင်းနေမီတွေကျွန်တော်တို့ပြည်သူလူထုကပြောမပြတာချချပြလို့ရတဲ့အကြောင်းအရာတွေရှိသလိုကျွန်တော်တို့တင်ပြလို့ရတဲ့အကြောင်းအရာတွေရှိသလိုတင်ပြလို့မရတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ကျွန်တော်တို့တွေကအဲ့တော့ဒါသူမိသားသူသူ့အတူသွားနေတဲ့ဟာမှာကျွန်တော်တို့ကဘေးကနေပြီးတော့ဧည့်သည်အတွင်နဲ့ပဲအဲ့အိမ်ကိုခဏသွားတယ်သွားပြီးတော့မှဒီကဒီအခင်းကြီးကတော့ဒီလိုဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးလေးတော့ပြောင်းပြီးတော့လှုပ်တင်တယ်ဒါကျွန်တော်ဘေးလူရဲ့အမြင်ကတော့ဒီလိုရှိတယ်ဆိုတဲ့ဟာလေးတွေနဲ့ပဲ သွားတာပေါ့နော်အဒါဟိုအတင်းမင်းအိုက်မိသားစုရဲ့ကိုဝင်ပါလားဆိုတဲ့အခါကြလို့ရှိရင်ယနေ့တော်လိုင်းရဲဘော်ဒီရဲ့နေရာမှာကျွန်တော်ကရုတ်တရက်ကြီးသွားပြီးတော့မှစီချောင်းမှုသွားလုံမယ်တက်စုမှုသွားလုံမယ်တခွဲမှုသွားလုံမယ်ဆိုတဲ့ဟာတဲ့ဆာလို့ရှိရင်တော့ကျွန်တော်ကဘေးကနေပြီးတော့မှအဲ့တက်စုမှုကိုဘာလို့တင်လဲတခွဲမှုကိုဘာလို့တင်လဲဆိုတော့ဝိုင်းပြီးတော့အကြံဉာဏ်ပေးတာကပိုမကောင်းဘူးလားပိုမသိမ့်တော်ဘူးလားဆိုတဲ့ဟာပေါ့နော်အဲ့တော့တီမာကြောက်လို့လားဆိုတဲ့ဇကားကဟို လူတိုင်းလူတိုင်းကပြောကြတယ်ဗောနော်ပြောကြတယ်ဒီမှာကြောက်လို့လားဒီမှာလူတိုင်းကြောက်တယ်เนาะပါဇက်ကသာပြောကြတာအာဒီမှာမကြောက်ဘူးလို့ဘာဖြစ်ရောညာပဲလို့လူတယောက်ရဲ့အကြီးမားဆုံးအချိန်ကကြီးကျယ်ခမ်းနားဆုံးအချိန်ကဒီကနေ့အချိန်ပဲဒီဘွားကြီးကိုဆွန့်လွှတ်ရတော့မယ်ဆိုတော့အချိန်မှာဒီမှာအရန်ကြောက်ကြရယ်ပေါ့เนาะအဲကြောင့်ဘုန်းကြီးတစ်ပါးဟောခဲ့တာရှိတယ်ပေါ့เนาะလူကြီးတွေလူကြီးသူမတွေဇကားထဲမှာမယုံရတဲ့ဇကားတစ်ခု ရှိတယ်တဲ့။ဘာစကားလဲဆိုတော့အမီးတွေမြစ်တွေနဲ့အာဟိုအိမ်ထဲမှာဟိုရုံသုံးကားပေါ်စူညံပွက်လို့ရိုက်သူတရားအားထုတ်လို့မရပရိစိတ်လို့မရတရားတာသမီးတွေကတာသမီးဟိုတာကြီးကမူလိုက်တာငယ်ကဟိုဖြစ်လိုက်နဲ့ဒီလိုမျိုးတွေဆိုလို့ရှိရင်မိဘတွေရဲ့ညီးတွားလေးညီးတွားလေးရှိရဲ့စကားတခွန်ရှိတယ်တဲ့။ဘာစကားလဲဆိုတော့ညီတို့တွေနဲ့ငါတေးတာတေးလိုက်ချင်တော့တယ်။ညီတို့တွေနဲ့ငါတေးတာတေးလိုက်ချင်တော့တယ်ဆိုပြီးတော့လူကြီးသူမတွေကအမြဲတမ်းညီးပါတယ်တဲ့။ဒါပေမဲ့ တကယ်တည်ရဲလားဆိုတော့တည်ရမယ့်အချိန်ရောက်လို့ရှိရင်ပြန်ရှင်ရင်နဲ့ကြားတဲ့လူကြီးပါပဲဆိုတဲ့ဟာတော့ဘုန်းကြီးတပါပြောခဲ့တယ်ပေါ့နော်အဲ့လူကြီးသူမတွေရဲ့ဇကားထဲမှာမယုံရတဲ့ဇကားအဲ့ဇကားငါတည်သာတည်လိုက်ရှင်တော့ဒီတိုင်းပဲကျွန်တော်လည်းတည်မှာမကြောက်ဘူးလားဆိုတော့ကြောက်ပါတယ်ဒါပေမဲ့တည်ရဲလားဆိုတော့တည်ရတည်ရဲတယ်ကျွန်တော်လည်းရဲဘော်ရင်နဲ့အတူတူတချို့နေရာတွေမှာရပိုင်းမြတချို့နေရာတွေမှာဆိုလို့ရှိရင်၁၀ရက်၁၅ရက် နှစ်ပတ်တလဘန်းဒီထီသွားပြီးတော့မှကျွန်တော်တို့တွေတလိုင်းတက်ဖွဲ့နေအတူတူသွားပြီးတော့မှတိုက်ပွဲဝင်ခဲ့မှုတဲ့ရက်တွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်နေလဲဆိုတဲ့ဟာတွေကအကုန်လုံးပြောပြလို့မရတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်အဲမင်းတို့သွားပြီးတော့စစ်တိုက်ပါလားလိုင်းပေါ်မှာအာချောင်နေမဲ့အစားဆိုထားတဲ့စာလို့ရှိရင်ကျွန်တော်တို့ဘာလုပ်နေလဲဆိုတဲ့ဟာကိုထင်သာမြင်သာလေးဖြစ်အောင်လို့ကြည့်နေကြတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်ဟုတ်အဲ့ဒါကလည်းခုနကလိုကျွန်တော်တို့ဟိုတော်လိုင်းရေးရဲဘော်တွေကတော့ အဲ့လိုကွန်မန့်မျိုးတွေမရေးဘူးပေါ့နော်ဒေါ်လာရေးပေါ်တွေတော်တော်များများတော့နားလည်မှုရှိတယ်ပြည်သူလူထုကလည်းနားလည်မှုရှိတယ်ယခုလက်ရှိဒေါ်လာနေတာလဲခုနတနက်ကင်ပြီးတော့ရှေ့တဲမှာတိုက်မှဒါတိုက်ပွဲဝင်နေတာမဟုတ်ဘူးပေါ့နော်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံဘွားတွေနိုင်ငံတကာကမ္ဘာလုံးမှာရောက်နေတဲ့အမေရိကန်ဩစတြေးလျဂျပန်နိုင်ငံငံတကာမှာရောက်နေတဲ့အင်္ဂလန်တို့ရောက်နေတဲ့မြန်မာပြည်ဘွားတွေကလည်းဒီဒေါ်လာရေးမှာအခုကရွှေရှိမှကြအောင်လောက်အားကားနဲ့ ဒီတော်လိုင်းရေးရဲဘော်တွေအတွက်လှူဒန်းနေတာတွေရှိတယ်ဗောနော်ဟိုအဲ့ဒီတော့ဒီတော်လိုင်းရေးမှာပတ်ပေါင်းစုံကနေမှအသက်ကြီးငယ်မရွေးပါဝဲနေတယ်ဆိုတာကိုလည်းကျွန်တော်ဒီနေရာနေမှာပြောချင်တာဗောနော်ဟုတ်နောက်တစ်ခုကတော့ဒါခုလက်ရှိဒါဟိုဒိုက်တာကိုပေါ့ကိုအသေးပေးလို့ဆိုပြီးတော့စက်ကောင်စီရနေမှာဖမ်းဆီးတာ နောက်ထပ်ဒါရိုက်တာတိဦးထပ်တိုးတာဦး သိရတယ်ပေါ့နော်ဟုတ်အဲ့ဒါကတော့ကျွန်တော်တို့ဒါဥသက်လွင်ခေါ်ဒါဇဘူးထွန်းသက်လွင်ပေါ့နော်ဇဘူးထွန်းသက်လွင်ဒါအသက်က60နဲ့2နှစ်ဖြစ်နေ62နှစ်ဖြစ်နေတဲ့အသက်အရွယ်ကြီးကိုကိုပေါ့ရဲ့ဒါရိုက်တာကိုပေါ့ရဲ့ post ကိုအသေးပေးတဲ့အမှုဆိုပြီးတော့မှကျွန်တော်တို့စစ်တပ်ကဖမ်းဆီးရပေါ့နော်ဒီလိုဖမ်းဆီးခဲ့တာကျွန်တော်ဒီနေ့ဒီချိန်ဒီဆိုရင်ရွေးကောက်ပွဲဥပဒေဟိုဆန့်ကျင်တဲ့အတွက်ဆိုပြီးတော့မှ ဖမ်းဆီးတာကျွန်တော်တို့88ဦးဝင်းကျင်တော့ချိသွားပြီလို့သိရတယ်ဗောနော်ဒါမထင်မရှားတွေရောကျွန်တော်ထင်ထင်ရှားရှားထင်ထင်ရှားရှားဆိုရင်ဒါ online လို့ကိုကျော်ဝင်းထိုးတို့ဒါကိုမိုက်တီတို့ပြီးလို့ရှိရင်ဟိုမနေရဆိုလို့ရှိရင် ထပ်ပြီးတော့မှဟိုဖြစ်တဲ့ဒါရိုက်တာအောင်ချမ်းလူတို့ဒါပြီးရင်ဒါဥသက်လွင်ဗောနော်ဇဘူထွန်းသက်လွင်တို့ဆိုလို့ရှိရင်ဒါအလုံးပေါင်းမယ်ဆိုရင်88ဦးထက်မနည်းပါတော့ဒါကျွန်တော်တတင်းရတော့88ဦးတည်းမနည်း ဖြစ်သွားပြီလို့သိရတယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီချိန်မှာကိုပိုင် Facebook ကိုရဲ့ဖုန်းနဲ့ကိုဘကိုဖွင့်ထားတဲ့အကောင့်နဲ့ကို Wi-Fi နဲ့ကိုဖုန်းပင်နဲ့တောင်မှပဲဒီမိုကရေစီဆိုတာမရတော့အသေးပေးခွင့် live ပေးခွင့်တော့မရှိတော့ဘူးနော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါအိမ်ထဲတောင်ပဲ CCTV လာတက်မလားမသိဘူးစစ်ကောင်စီက CCTV လာတက်ပြီးတော့မှဒါအိမ်ထဲမှာဟိုထမင်းစားချိန်မစားလို့တော့ ရေတောက်ချိန်မတောက်လို့လို့ဆိုပြီးတော့အင်တာတက်ချိန်မတက်လို့လို့ဆိုပြီးတော့အေးယူမလားဆိုတော့အဖြစ်မျိုးဒီတွားပြီးတော့မှတွေးမိတယ်ပေါ့နော်အဲ့တော့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလို့တတ်မှတ်ထားလို့ရှိရင် တကယ်သာခံယူထားလို့ရှိရင်အဲ့ဒီဟာကိုကြိုက်တဲ့ပြည်သူရှိလို့မကြိုက်တဲ့ပြည်သူလည်းရှိရတယ်အကုန်လုံးကြိုက်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံကြီးကဘာလို့သေးလို့လဲဟုတ်လားဒီအစိုးရတရက်ကိုအကုန်လုံးကကြိုက်နေပြီဆိုရင်ဘာလို့မလို့သေးလို့ ဟဲ့အမေရိကန်မှာလည်းဒေါ်နယ်ထရန့်ကိုမကြိုက်တဲ့လူရှိတာပဲဟုတ်ဟုတ်လားဟိုဟိုကိုရီးယားမှာလည်းကင်ဂျုံကမကြိုက်တဲ့လူရှိတာပဲအတိုက်ခံပါတီဆိုတာတိုက်ခံဆိုတာရှိသေးမြဲပဲသူကအတိုက်ခံဆိုတာရှိမှသာလေအစိုးရတရားဆိုတာကအစိုးရဆိုတာဝေဖန်ခံနိုင်မှအစိုးရဖြစ်တယ်အတိုက်ခံရှိမှ तू ကငါဘာပြင်ရမလဲဆိုတဲ့ဟာကိုတွားပြီးတော့မှ တွေ့တာဖျားတော်မှာအတိုက်ခံရှိတယ်ဗျအဲ့ဒီဟာကိုတွားပြီးတော့မှ လိုက်ပြီးတော့ပြောတော့ဗုဒ္ဓဘာသာသာသနာပြုမီးဘာဖြစ်တဲ့ညာဖြစ်တဲ့ ਨੇ လက် real လေးပေးတဲ့အသေးလေးပေးတဲ့တခုလေဒီချိန်မှာဘိုးချုပ်ဇော်မင်းထွန်းလို့ခေါ်လိုက်မယ်ပေါ့နော်တချက်ဘိုးချုပ်ဇော်မင်းထွန်းလို့ခေါ်လိုက်မယ်အဲ့ဒီဇော်မင်းလုံးကဘိုးချုပ်ဇော်မင်းထွန်းကမင်းအွန်လိုင်းဘာပဲညာပဲလို့ post တင်ကြည့်လေကျွန်တော်တို့ဝိုင်းပြီးသဲပေးမှာပဲ ဘာဖြစ်လို့လဲဆိုတော့ तू စစ်ကောင်စီကိုဆန့်ကျင်နေတာကျွန်တော်တို့ကြိုက်တဲ့အကြိုက်တခုအဲ့ဒီဟာကဟိုဘယ်လိုပြောရမလဲဆိုတော့လူကကိုကြိုက်တဲ့ post တွေ့လို့ရှိရင် ကိုဖက်တော်သားပဲဖြစ်ဖြစ်ကိုဖက်တော်သားဟုတ်ဟုတ်မဟုတ်ဟုတ်ဆိုလိုချင်တာကဇော်မဲလုံးအဲ့လိုတင်မယ်လို့ပြောတာမဟုတ်ဆိုလိုချင်တာဘယ်ဘက်တော်သားပဲဖြစ်ဖြစ်ကျွန်တော်တို့နဲ့ရင်ဘတ်တူတဲ့ post တွေတခုတွေ့လို့ရှိရင်ကျွန်တော်တို့တွေကတော့အသေးပေးမိမှာပဲကဲပေးမိမှာပဲဗောနော်လိုက်ပေးမိမှာပဲဒါနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီက ကိုဖုန်းနဲ့ကိုဘေးနဲ့ကို wifi နဲ့ကို Facebook အကောင့်နဲ့တော့မှပဲလွတ်လပ်ခွင့်မပေးတော့ဘဲနဲ့လွတ်လပ်ရေးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတို့ဆိုတဲ့ခြေလှမ်းကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုတဲ့ဟာတော့ဒါကျွန်တော်တို့လည်းတွေးမိတယ်ဗောနော်ဟုတ်အဲတော့ကြော်ကြားတဲ့လူပညာရှင်တွေအနေနဲ့သတိဝိရိယထားပြီးတော့ဗောနော်တူတူတိတ်တိတ်နဲ့တော်လိုင်းရေးပကအားပေးမယ်ဆိုလဲတူတူတိတ်တိတ်နေဖို့ထပ်မံပြီးတော့ကျွန်တော်တို့ကသတိပေးနေတာဗောနောက်တစ်ခုကလည်းကျွန်တော်တို့ဒါတလင်းသားရဲ့အတိုင်းမောင်းမကန်ရဲစခန်းကို ဒါပြစ်ခတ်တိုက်ခိုက်တဲ့ video file ပေါ့နော်အဲ့ဒီ video file ဆိုတာလည်းဒါကားပေါ်ကနေမှကျွန်တော်ကြည့်ရတာအသေးတရားရာနေသွားတွေ့ရတာပေါ့ဟုတ်အဲဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ကအဲ့ဒီမှာဒါကတော့ကျွန်တော်တို့ video file တွေကတော့အများအားထုတ်ပြန်လေးရှိပါတယ်အဲ့ဒီမှာကျွန်တော်ကတစ်ခုလေးပါပြီးတော့စဉ်းစားမိရခြေကျူးစရာလူတယောက်တကယ်တတိပြောင်မြောက်တဲ့လူတယောက်သွားတွေ့တယ်အဲဘာလဲဆိုတော့ကျွန်တော်ကာသမားပေါ့နော်ဒီမောင်းမကန် ရဲစခန်းဝင်ပစ်တဲ့ဗီဒီယိုဖိုင်မှာနောက်ကရဲဘော်တွေကကျွန်တော်တို့ဒီကြောက်တယ်တဲ့ကားပေါ့နော်တစ်ပါခေါ်တာပေါ့အဲ့တစ်ပါပေါ်မှာတဲအိတ်တွေဘေးကနေတဲအိတ်တင်ပြီးတော့မှသူကလုံလုံခြုံခြုံနဲ့ပေါ့နော်အထဲထဲမှာကျွန်တော်တို့ပြင်းချင်းတစ်ခုတစ်ဖွဲဝင်ထိုင်ပြီးတော့မှအနားရောက်မှပြစ်ပစ်ဆိုတဲ့အချိန်ညမှာကျွန်တော်တို့ထပြီးတော့မှဂိတ်ရှိရောက်မှထပစ်ခဲ့တာကားသမားမှာကားတရားတဲအိတ်လည်းမရှိဘူးနော်ရှိတဲ့တဲ့မှာလည်းမှန်ကြီးနဲ့မှန်ကြီးနဲ့မှန်မရှိရင်လည်းသူကားမောင်းလို့မရဘေးက တန်များကားတဲ့ထားအောင်ကပ်ပြစ်လို့ရှိရင်ဒီတန်များပေါက်ပြီးတော့မှသူ့ကိုမှန်ပါပဲပေါ့နော်ခြေတော့ဘက်ကလည်းဘာမှကားလို့မရဘူးသူ့မှာလီဘာနင်းအောင်ပဲဘရိတ်နင်းအောင်ပဲဟိုဂီယာထိုးအောင်ပဲသူ့သူ့မှာအလုပ်တွေအများကြီးပဲနောက်ကပါလာရဲဘော်ကထပြီးပြည့်ုံမဲ့ဆိုတော့ဒီကားသမားရင်းနဲ့ပတ်သက်ပြီးတော့ဒီလိုဗီဒီယိုဖိုင်မောင်းများစွာတွေ့ခဲ့ဘူးလေကျွန်တော်သွားပြီးတော့မစိမ်းသာမိတဲ့အချက်လေးရှိတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကားမောင်းပို့တဲ့ကားသမားကကျွန်တော်တက်ဖွဲ့ဝင်ဖြစ်စေတက်ဖွဲ့ဝင်မဟုတ်ဘူးဖြစ်စေ တက်ဖွဲ့ဝင်ဆိုလို့ရှိရင်လည်းနောက်ကရဲဘော်တွေအပေါ်မှာတကယ်အသက်ပေးပြီးတော့မှဆွန့်လွတ်ဆွန်စားလိုတဲ့ရဲဘော်တယောက်ဖြစ်တယ်ဗောနော်ဒီတက်ဖွဲ့ဝင်ဆိုလို့ရှိရင်တက်ဖွဲ့ဝင်မဟုတ်ဘဲနဲ့ပြည်သူတယောက်ဆိုလို့ရှိရင်လည်းတော်လိုင်းအပေါ်မှာကျွန်တော်စေမတိုက်တတ်ပေမဲ့ကျွန်တော်မပြစ်တတ်ပေမဲ့ကျွန်တော်ကားမောင်းတတ်တယ်ကျွန်တော်ရဲ့အသက်ကိုပေးပြီးတော့မှလိုက်ပြီးတော့မှမောင်းပို့ပါမယ်ဆိုပြီးတော့တကယ်ဟိုဘယ်လိုပြောရမလဲအရန်လေးစားစရာကောင်းတဲ့သူရဲကောင်းနေရဒီကားသမားတွေတွတ်တွေ့ရတယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်သူပြစ်ကိုပြစ် လက်ထဲမှာတနက်ကင်ပြီးတော့မှပြီးရတဲ့တတိတဲ့ပိုလွန်တဲ့တတိပေါ့နော်ဒီတနက်ပြတဲ့လူတွေကိုဂိတ်ရှိအထိကိုင်းမောင်းနေတဲ့လူကတနက်ကြီးကင်ပြီးသူပြစ်သွားလို့လည်းမရဘူးသူ့မှာစီရိုင်းရန်လည်းကင်ရတယ်ပေါ့နော်ဒီကားမောင်းတဲ့အပေါ်မှာသူအာယုံဆိုင်ပြီးတော့မှရဲဘော်တွေရဲ့အသက်ကိုရအောင်ကာကွယ်ပေးသွားတယ်ပြီးလို့ရှိရင်ရဲဘော်တွေကို သူပြစ်ခတ်လို့တဲ့တာဂက်ရှိအထိရောက်အောင်ကားမောင်းပို့ရတဲ့ အဲဒါတက်ဒီကအင်ပတန်လေးစားဖို့ကောင်းတဲ့ကားသမားတွေဖြစ်တယ်ဆိုတော့ဒါကျွန်တော်တို့ဒီနေရာကနေချီကျူးဂုံပြူပါတယ်ဆိုတော့ပြောချင်တာဗောနော်ဟုတ်ဟုတ်ဒါနောက်တစ်ခုကလည်းကျွန်တော်တို့တလင်းသားအတိုင်းတဝဲမြို့ပေါ်ကနေပြီးတော့ခုနမင်းအောင်လိုင်းနဲ့ဒါပတ်သက်တဲ့ခရိုနီဗောနော်ခရိုနီကြော်ကြော်ဦးကိုဒါပြက်ခတ်ရှင်းလင်းခံရတယ်လို့သိရတယ်အဲခရိုနီကြော်ကြော်ဦးကလည်းဒါအပြင်းထန်တန်ရာရပြီးတော့တဝဲဆေးရုံမှာဆေးကုသနေတယ်အဲ့ဒီမှာတေးသလားရှင်သလားဆိုတဲ့နောက်ဆက်တွဲသတင်းကတော့ သိရသေးဘူးเนาะဘောဘူးဟုတ်ဟုတ်ဒါကတော့အဲစီးပွားရေးပတ်သက်တဲ့စီးပွားရေးဓမ္မပဲရှိသေးတယ်ကျွန်တော်တို့ပေးရင်လည်း message ကတော့ဘေးအွန်လိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးဓမ္မပြီးတနင်္လာနေ့တိုင်းဒေသကြီးဝန်ကြီးချုပ်မြတ်ကျော်နဲ့ပတ်သက်တဲ့ဒါစီးပွားရေးဓမ္မပဲရှိသေးတယ်เนาะတွန်လိုင်းတက်ဖွဲ့တွေကလုံးဝမှခွင့်မလွတ်ဘူးဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့ ချစ်ကောင်စီကိုဒဲဘောမနေတဲ့အမှုပညာရှင်တွေဟိုနေ့ရတာကိုဂျပန်ကြီးနဲ့ပြောတဲ့ဒါနေတိုးပြောတဲ့ဗီဒီယိုဖိုင်ပါဆိုလို့ရှိရင်ပြောတယ်မင်းတို့ကနေတိုးတယောက်ပဲပြောနေမြင်းမြတ်တို့ပါအကုံပါတယ်အကုံပါတယ်အကုံလုံးတန်းစီပြီးနာမည်တွေတန်းစီပြီးထိုင်ပြောရမှာအာညောင်းလို့เนาะအာညောင်းလို့ကိုဂျပန်ကြီးနဲ့နေတိုးနေတာတမျိုးတည်းသားဖြစ်လို့ကျွန်တော်ကနေတိုးเจ้าကိုတီးတဲ့လူတယောက်မဟုတ်လို့ နေတိုးအကြောင်းကိုပဲဇောင်းပေးပြီးတော့မှ ပြောသွားတာ။ तू ကလည်းကျန်တဲ့လူတွေစိတ်ဝင်သွားဘူး။အဲ့နေတိုးကိုနေတိုးကဘာကြောင့်ဒီလိုဖြစ်သွားတယ်ဆိုတာကိုပဲ तू မှမချစ်တင်ငယ်ဖြစ်တယ်ဆိုတော့ तू ပြောပြသွားတာဗောနော်။အဲ့တော့အကုံပါတယ်။ကြိုက်တဲ့ကောင်ဟိုဖြစ်အကုံလုံးပါတယ်။နော်။တွက်လက်ခင်းလိုင်းပါအကုံလုံးပါတယ်။နော်။ဒီအွန်လိုင်းတို့ပြဿနာတက်တာလေ။ဒါတို့တွက်လက်နဲ့အွန်လိုင်းနေရာအရင်တော့ကတကယ်တွဲဘက်တွေပေါ့နော်တွဲဘက်တွေကနေဒီတစ်ခါခင်လိုင်းရတွက်လက်ကို ကောက်စားလိုက်တယ်ကောက်စားလိုက်ပြီးတော့မှဒါအုံနိုင်ကိုခြံထားခဲ့တယ်ပေါ့နော်ခြံထားခဲ့တဲ့ပြဿနာကြီးလည်းအများကြီးရှိရရှိရချိန်မှာအုံနိုင်ကဒီလိုမထီတိပိုးစလေးတင်တဲ့ဟာကိုဒါဒီကောင်တွေကဘောမပြီးတော့မှသွားပြီးတော့မှလက်တို့တာပေါ့နော်အကုန်ပါတယ်နော်အကုန်လုံးပါတယ်အဲ့တော့ဒီကြော်ကြော်ဦးတွေမဟုတ်ဘူးကျန်တဲ့လူတွေကလည်းအလှက်ကြလာလိမ့်မယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်အဲ့တော့ဒီပတ်သက်တဲ့စီးပွားရေးသမားလောက်တင်မယ်ကျွန်တော်တို့ကပိတ်ဆို့ဒဏ်ခတ်ပြီးတော့မှ ြစ်ခတ်အေးအေးမှာမဟုတ်တလို့ကျန်တဲ့လူတွေအကုန်လုံးကိုလည်းပိတ်ဆို့မယ်ဒဏ်ခတ်မယ်ပြစ်ခတ်မယ်ဆိုတဲ့ဟာကိုဒါဒီနေရာနေတရားဝင်ပြောကျင်တာပေါ့နော်ဒါကြောင့်မလို့ UG 9ဘွယ်ကလည်းပေါင်းပြီးတော့မှစာထုတ်ထားတာမင်းတို့ကောင်နေကြည်နေကြည်စားတော့ဒါပြစ်ကွင်းထဲရောက်လာရင်တော့ငါတို့တွေလုံးဝခွင့်မလွတ်တော့ဘူးဆိုတဲ့ဟာကိုပြောကျင်တာပေါ့နော်ဟုတ်ဟုတ်ဒါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဒေါ်လာရေးရဲဘော်တွေရောဒေါ်လာပြည်သူရောအဲရန်သတိထားမယ်အချက်ပေါ့နော်အခုလက်ရှိမှာတော့ကျွန်တော်တို့ စစ်ကောင်စီနဲ့ဒါရှမ်းမြောင်းနဲ့အပြစ်ခတ်ရက်ဆဲပြီးတဲ့နောက်မှာကျွန်တော်တို့ရခိုင်ပြည်သူတွေကိုဒါအော်တိုဘာလ30ရက်နေ့ရနေပြီးတော့စပြီးစစ်ရေးပြစ်မှတ်ပေါ့နော်ဒါရှေ့ရထက်ပို့ပြီးတော့ဒါတိုက်ခိုက်မှုတွေလက်ချောင်းတိုက်ခိုက်မှုတွေလှုပ်လာတဲ့ဆိုတဲ့အကြောင်းကိုလည်းဒါအာရကတ်တက်တော် AA ကနေမှထုတ်ပြန်ထားတယ်ပေါ့နော်အဲ့ဒီမှာပဲကျွန်တော်တို့ရှေ့မှာဘုံမှုနဲ့ကျွန်တော်လည်းပြောခဲ့ဘူးတယ်ဒါကြခိုင်ပြည်နယ်ကိုလေချောင်းတိုက်ခိုက်မှုလုပ်ဖို့အတွက်ပတိန်လေးတဲ့စကန်ဌာနချုပ်မှာ R410 လေရင်၃စီးနဲ့ဒါလေချောင်းပုံးကျဲတိုက်ခိုက်ဖို့အတွက်ဟိုပါပေါ့လေရင်အုပ်ထပ်မံတိုးရှက်ဖွဲ့စည်းထားတယ်ဆိုတာကိုလည်းရှေ့မှာပြောခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီကျွန်တော်ကျွန်တော်တို့ဒီရှမ်းမြောက်ဘက်ကဟိုကဖြစ်လာပြီဆိုရင်ဒါရခိုင်ဘက်ပေါ့ရခိုင်ဘက်ဆိုရင်အခုလေချောင်းတိုက်ခိုက်မှုပိုပြီးအများဆုံးလုံနိုင်တယ်လုံနိုင်တဲ့ data scan ဌာနချုပ်တွေကတော့ကျွန်တော်တို့ပတ်သိမ်း data scan ဌာနချုပ်တို့မင်္ဂလာတို့ data scan မှော်ပြီး data scan နောက်တစ်ခုကမကွေးနေပြီးတော့ တော်တော်များများပေါ့နော်ဒါရခိုင်ဘက်ကိုဒီကြောင်တိုက်ခိုက်မှုပို့ပြီးတော့လှုပ်လာနိုင်တယ်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်တို့ဒီပြည်တော်စုကြီးอ่ะပေါ့เนาะကျွန်တော်ပြည်တော်သူကဒါတိုင်းရင်းသား135မျိုးလို့ပြောကြတယ်တချို့က136မျိုးလို့ပြောကြတယ်အဲ့ဒီမှာမှာလူမျိုးကြီးကတော့ကျွန်တော်တို့အဲ့တော့ကချင်ကရကရင်ချင်းမွန်မြန်မာရခိုင်ရှမ်းဆိုပြီးတော့မှဒါ10မျိုးပေါ့เนาะ10မျိုးเนี่ยကျွန်တော်တို့ပေမကတော့10မျိုးเนี่ย ကဲပြီးတော့မှနောက်ပိုင်းမှာတရားပြန်ပြီးတော့မှခွဲထွက်တဲ့ဟာပေါ့နော်ခွဲထွက်တဲ့ဟာတရား35မျိုးလို့လည်းပြောကြတယ်။136မျိုးလို့လည်းပြောကြတယ်ပေါ့နော်။အဲ့တော့ဒီဟာကဒီလူမျိုးတွေရှိမှဒီတရား35တရား36ပေမရှင်မျိုးကြီးရှိမှကျွန်တော်တို့ပြည်တော်စုကြီးကအခြေတည်နေမှာတည်နေမှာ။ဟုတ်။ဒါပေမဲ့စစ်ကောင်စီအတွက်ကရခိုင်လူမျိုးမရှိရင်ဖြစ်တယ်။အဲ့ဒီဟာအရင်တတိထားရမယ့်ချက်ပေါ့နော်။ အဲ့တော့ဘူးလက်လှဆွေဆိုတဲ့နေပြီးတော့မှရွေးကောက်ပွဲဝင်မဲ့စစ်တပ်အရာရှိဟောင်းစစ်ဘိုလ်ဟောင်းကျန်းခိုင်ရေးပါတီမှာနေရာကြီးကြီးတစ်ခုယူထားပြီးတော့မှမဲဆန္ဒနဲ့တစ်ခုယူထားတဲ့ခွေးမျိုးကောင်ကဘာပြောလဲဆိုတော့ဟိုကောင်မင်းအုပ်စိုးတို့ ਨੇ စကားပြောတဲ့အချိန်မှာဘာပြောလဲဆိုတော့ကျွန်တော်သာကာကွယ်ရေးဦးစီးချုပ်ဆိုရင်နော်မြန်မာနိုင်ငံမှာရှိတဲ့လေရင်တွေအကုန်လုံးတက် ကချင်ပြည်နယ်ဆိုကချင်ပြည်နယ်အုံးမအကုန်လုံးဘုံကျဲပလိုက်ဟုတ်ကရင်ပြည်နယ်ဆိုကရင်ပြည်နယ်အကုန်လုံးဘုံကျဲပလိုက်တော့လူမျိုးတုံးတပ်ဖြတ်မှုကိုအခုနောက်တက်လာမဲ့ခင်ဗျားတို့မျောလင့်ပါလေဆိုရင်ဒီမိုကရေစီအစိုးရအယတ္တအစိုးရဆိုရင်ခင်ကြီးတို့လှဆွေတို့ရဲ့အကြံဉာဏ်ကဒီလိုမျိုးရှိရယ်နော်အဲ့တော့ရခိုင်လူမျိုးတွေကိုတိုက်ခိုက်ရုံနဲ့မဟုတ်ရခိုင်ပြည်မှာရခိုင်လူမျိုးတယောက်မှမရှိပေမဲ့စစ်တပ်တော်ကဖြစ်တယ်ရခိုင်ပြည်နယ်တော်ကမဖြစ်ဘူး ရခိုင်ပြည်လို့မမြည်တော့ဘူးဟုတ်နေရမြေကရခိုင်မြေပြည်နဲ့ရခိုင်ပြည်နဲ့လူကအဲ့မှာအဲ့လူမျိုးတွေမရှိတော့ဘူးဗမာတွေဝင်လာနေမယ်ချင်းတွေဝင်လာနေမယ်ကျန်တဲ့လူတွေဝင်လာပြီးတော့မှတချို့တခြားလူမျိုးတွေဝင်လာပြီးတော့နေမယ်ပေါ့ဗျာဘင်္ဂါလီလို့လည်းတချို့ကခေါ်ဆိုကြတယ်တချို့ကရိုဟင်ညာလို့လည်းခေါ်ဆိုကြတယ်အခုအာဆာဆိုတဲ့ကောင်တွေဝင်ပြီးတော့မှကြီးဆိုးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တော်စုကြီးကပုံသဏ္ဍာန်ပုံသဏ္ဍာန်ကြီး ဟိုဟွာဖြစ်ပါဦးမလားဗောနော်တရုတ်ပေါ်ပါဦးမလားဆိုတဲ့ဟာကိုပြန်စဉ်းစားကြည့်ခြင်းအပြင်ကျွန်တော်ရခိုင်လူမျိုးမရှိလို့မရပါဘူးဗောနော်အဲ့တော့ရခိုင်လူမျိုးတွေအနေနဲ့လည်းရခိုင်ပြည်နယ်အတွက်ဒါဟိုဘယ်လိုပြောရမလဲကိုယ့်အသက်ကိုရှင်တန်အောင်ဗောနော်မွေးမြူကြစေခြင်းတယ်ဗောနော်သူတို့ကတော့တောက်လျှောက်ကျွန်တော်ပြောလို့အမြဲတမ်းကျင်းတူးပါကျင်းတူးပါကျင်းတူးပြီးတော့နေပါဆိုလေချောင်းအန်ရယ်ကကျွန်တော်တို့ဒုက္ခပေးနိုင်ဆုံးအရာတစ်ခုပဲဖြစ်တယ်ဗောနော်လေချောင်းနဲ့တောက်လျှောက်ဒုက္ခပေးမှာဖြစ်တဲ့အတွက်ဒါရခိုင်ပြည်အတွက်လည်း ဒါဟိုစိုးရင်တရားတရက်ဖြစ်တယ်သူတို့ဘလုံးဝမနိုင်တော့တဲ့အချိန်မှာလုံးဝအမုံချိန်မဲ့စနစ်ကိုပဲသူတို့တုံးမှဖြစ်တဲ့အတွက်ပြည်သူလူထုရခိုင်ပြည်သူလူထုအနေနဲ့လည်းဒါကိုယ့်အသက်ကိုကြံဖန်ပြီးတော့မွေးဖို့အတွက်လည်းဒါကျွန်တော်တို့ဟိုကျွတ်နေပြင်းစင်ထားစေခြင်းနဲ့ပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့အရခတော်အေကဘုရုပ်ထွန်းမြတ်နိုင်ကလည်းသူ့ရဲ့ပြည်နယ်လုံခြုံရေးအတွက်ဘယ်လိုမျိုး ကာကွယ်ရမယ်ဘယ်လိုမျိုးစောင်းလျှောက်ရမယ်ဆိုတဲ့အစီအမံတွေလည်းထွက်လာမှာပါဆိုတဲ့ဟာလည်းဒါကျွန်တော်တို့အနေနဲ့ဒါကြိုတိပြီးသားဖြစ်တယ်ပေါ့နော်ဒါလည်းမျောလင့်ပါတယ်အဲ့တော့ရခိုင်ပြည်နယ်အတွက်ကောင်းကောင်းမွန်မွန်ဒါရှင်တန်ပြီးတော့မှတော်လိုင်းအတွက်ပြီးဆုံးပြီးဆုံးတိုင်အောင်အထိအလွတ်လွတ်နိုင်ပါစေလို့လည်းကျွန်တော်တို့ကဒါဆုတောင်းပေးပါတယ်ပေါ့နော်ဟုတ်ဟုတ်အတော်ဘာလာကျွန်တော်တို့31ရက်နေ့ကစပြီးတော့ဒါမန္တလေး PDF PDF ကနေမှအရေးပေါ်ဒါခေါ်ဆိုတာပေါ့နော်တဝူးချင်းတော့မဟုတ် ါတက်ခွဲလိုက်ပါပူပေါင်းဆောင်ရွက်ဖို့အတွက်ဆိုပြီးတော့ဓမ္မတလေး PDF ကနေမှအဲခုလက်ရှိသူတို့တိတ်ပိုက်ထားတဲ့မိုးကုတ်တို့ဘာတို့ဒါကာကွယ်နိုင်ဖို့အတွက်ဒါရေးပေါ်ခေါ်ယူမှုတွေလုပ်နေတယ်ဆိုတော့သိရတာပေါ့ဟုတ်ဟုတ်အဲ့တော့တော်လန်စစ်အတွက်ဒူးချင်းနာမကတက်ဖွဲ့လိုက်ပါပူပေါင်းပါဝင်ကြရင်ဆိုပြီးတော့မှဒါကျွန်တော်တို့မန်လေး PDF ကနေပြီးတော့မှအရေးပေါ်ဖိတ်ခေါ်တာ ရှိတယ်ဗောနော်အရေးပေါ်ဖိတ်ခေါ်တာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ DNA တွေကကျွန်တော်ပြန်ကြားရေးဒါပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကလည်းဒါပြောထားတာရှိတယ်သူတို့မှာဒါပြည်သူလူထုအတွက်ဒါအများကြီးစဉ်းစားပြီးတော့မှဗောနော်အဲ့ဒီလိုမျိုးညှိနှိုင်းချက်ကိုလက်ခံခဲ့တယ်ဆိုတော့စကလုံးစကရက်ထွက်လာခဲ့တာကြီးကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းပြည်သူလူထုအတွက်အကြည့်ရလို့ဒါပြောတဲ့စကားလည်းတွေ့ရတယ်လို့ဒါမြည်တော့ မြေပုံရောက်ကျန်တဲ့အကြောင်းချင်းရတွေတော့အများကြီးရှိမှာပဲဗျာဒါကတော့ထားလိုက်တော့မပါတော့ဆိုတော့တေချာသွားပြီမပါတော့ဆိုတာကတော်လိုင်းမှမပါတာတော့မဟုတ်ဘူးတော်လိုင်းမှအကြောင်းတစ်မျိုးမျိုးနဲ့တော့သူ့အနေနဲ့သူပါလို့ရတဲ့အကွက်တင်နေတော့ပါလာလိမ့်မယ်ပေါ့နော်ဒါကတော့တပိုင်းပေါ့အဲ့တော့မိုးကိုကိုတော့တို့မကာခွေတော့တာတော့လောကတေချာသွားပြီအဲ့တော့ကျွန်တော်တို့မန်လီပီဒီယာကမိုးကိုကို ကာခွေမယ်ကာခွေမယ်ဆိုတာကလည်း မိုးကိုကိုရှစ်ကောင်စီလက်ကိုလုံးဝမကြသေးရပါဘူးလို့တော့ဘယ်သူမှအာမခံလို့မရဘူးစစ်ဆိုတဲ့သဘောတရားကတော့အဆုတ်အတက်ရှိမယ်အချိုးအဝဲရှိမယ်အလှည့်ပြောင်းရှိမယ်ဒါကတော့အကုန်လုံးသဘောတရားတွေကတော့အများကြီးရှိပြီးသားပဲပေါ့နော်အဲ့တော့မန်လေး PDF ကတော့တတ်နိုင်သမျှအစွမ်းကုန်ကာကွယ်သွားမယ်ဆိုတဲ့လူတွေဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါမြင်းညံ ဘလက်တိုက်ကားကကျွန်တော်ဗိုမိုက်ခဲတို့ကဒါမန်လီ PDF နဲ့အတူပူးပေါင်းပြီးတော့မှလက်ရှိမိုးကုတ်မှာကာကွယ်ဖို့အတွက်ဒါအသင့်ဖြစ်နေပြီပေါ့နော်ကာကွယ်ဖို့တဲ့အသင့်ဖြစ်နေပြီလုံးဝမကြအောင်ကာကွယ်နိုင်မလားဆိုတဲ့ဟာတော့ဒုမအာမခံလို့မရဘူးပေါ့နော်အာမခံလို့မရဘူးအဲ့တော့ကျွန်တော်တို့တိမ်မိသားနေမြေတွေကပြန်ပေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ရအောင်ပြန်သိမ့်နိုင်တဲ့နေရာကြီးလေ ရှိခဲ့တယ်ပေါ့နော်အဲကျွန်တော်တို့ဥပမာတစ်ခုပြောရလို့ရှင်တေဘောဘိုးစခန်းပေါ့နော်တေဘောဘိုးဆို viewer ထိုင်တာစစ်တပ်က viewer ထိုင်တာ viewer မှုရဲ့အထက်မှာတက်မှမှုပဲရှိတော့တက်မှမှုရဲ့အထက်မှာတိုင်းမှုနော် viewer မှုဆိုတဲ့ဟာကတက်ပြုံမှာနံပါတ်စစ်တပ်မှာဆိုလို့ရှင်နံပါတ်6ခွန်လောက်သွားတယ်ပေါ့နော်6ခွန်လောက်သွားတယ်ကာကွယ်ဦးစီးချုပ်ဒုချုပ်ကာစရာမှုပြီးွားရင်တိုင်းမှုတက်မှမှု viewer မှု မင်းအောင်လိုင်းကနေပြန်အောက်ကိုပြန်ကြီးမယ်ဆိုလို့ရှိရင်နံပါတ်6အဆင့်မှာရှိတယ်ပေါ့နော်ဒူဝါမှုဆိုတဲ့ကောင်ကနံပါတ်6အဆင့်မှာရှိတယ်ဒီကောင်นี่ထိုင်ခင်းလာတော့မှာပဲတေဘောဘိုးပရမတစ်ခေါက်တိုက်လိုက်တယ်ကျွန်တော်တို့တင်းရတယ်နောက်တစ်ခေါက်ရှင်းကောင်စီကပြန်တိုက်ပြီးတော့မှယူတယ်ပြန်ပေးလိုက်ရတယ်အခုနောက်တစ်ခေါက်ပြန်တိုက်လိုက်တယ်လုံးဝခွေးပြေးဝက်ပြေးကျွန်တော်ထိုင်းနေသည့်ထွက်ပြေးပြီးတော့မှထိုင်းစစ်ကားတွေပါစီးပြီးတော့ဒီကောင်นี่မြောက်ကြီးကိုပြန်ဝင်သွားတဲ့ ကောင်းနေပေါ့နော်ဒီလိုကောင်မျိုးတွေကအစားကျွန်တော်တို့ဒုတိယချိန်ကပြန်သိမ်းထားဆိုလို့ရှိရင်လုံးဝဒီကောင်တွေတက်မလာနိုင်တော့တဲ့အခြေအနေ ठी ကာဝယ်ထားနိုင်တယ်အဲ့တော့ပထမတစ်ချိန်သိမ်းခဲ့မှုတဲ့နေရာတွေပြန်ပါသွားတဲ့အတွက်လည်းကျွန်တော်တို့ဒါဟိုညှိနှိုင်းပြီးပြန်ပေးရတာတဲ့စာလို့ရှိရင်တို့တိုက်နိုင်လို့ယူသွားတာကကျွန်တော်တို့ဂုံတိတ်ခါကြီးရလဲအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့ဒါမိုးကိုတို့ရအောင်ကာကွယ်သွားမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ မိုးဘော viewer နဲ့အတူမြင်းညာ black tie ကပုံမိုက်ခဲတို့ရှိပါတယ်အဲ့တော့ပုံမိုက်ခဲနဲ့အတူလဲကျွန်တော်ဒါ interview တစ်ခုလဲလုပ်ဖို့စီစဉ်ထားပါတယ်ဗောနော်စီစဉ်ထားပါတယ်အဲ့တော့ဒီ interview ကြလို့ရှိရင်ကျွန်တော်ဒါမြင်းဒီဟိုမိုးနဲ့ပတ်သက်ပြီးတော့မှလဲကျွန်တော်အသေးစိတ်မေးပြီးတော့မှဒါဟို interview လေးထပ်ပြီးတော့မှထုတ်ပေးပါမယ်ဗောနော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့အเจ้าယာရီကတော့အများကြီးပဲဒါပေမဲ့ငါတို့ဘက်မှာငါတို့ပဲရှိရဲ့ ဆိုတော့ဇကားအတိုင်းပဲကျွန်တော်တို့တကယ်တကယ် PDF တွေတကယ်အခက်အခဲဖြစ်တဲ့အချိန်မှာမိုးကုန်းမှာတာယာနေတုန်းကမိုးကုန်းမှာမိုးကုန်းပြည်သူလူထုစီရအခွန်အခတွေရနေတဲ့အချိန်နှုန်းကတော့ကျွန်တော်တို့မြင်းညာဘလက်တိုက်ကားကတွားပြီးတော့မှပူပေါင်းပြီးတော့မှဟိုလိုဖြစ်ပါတယ်ဒီလိုဖြစ်ပါတယ်မလောက်ခဲ့ပေမဲ့လည်းတကယ်တကယ်အခက်အခဲကြုံတဲ့အချိန်မှာတွားရောက်ပူပေါင်းပြီးတော့မှ ကျွန်တော်လည်းအတူတူရှိမယ်အတူတူခုခံကာကွယ်ပေးပါမယ်ဆိုတော့ဒါတကယ်မြင့်မြတ်တဲ့စိတ်ထားကိုတော့ကျွန်တော်တို့ဒါမြင့်ညာဘလက်တိုက်ကအတွက်လည်းကျွန်တော်တို့ကဂုံယူပါတယ်လို့ပြောကြရင်လည်းကျွန်တော်စကားဝိုင်းလေးကိုဒီကုန်းချုပ်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်